မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဆရာရဲ့မိတ်ဆွေတွေဆရာကဒီနေ့မှာတော့2025ခုနှစ်အောက်တိုဘာလ12ရက်နေ့ကနေပြီးတော့21ရက်နေ့အထိတပတ်စာချောင်းရံဆောင်ရံအတွက်တနင်္လာသာသမီတွေအတွက်ကန်စတာဟော့စတန်ကိုဆရာကတာရောနဲ့ဟောကြားပေးမှာဖြစ်တဲ့အတွက်မိတ်ဆွေတနင်္လာသာသမီတွေအားလုံးအဆက်ဆက်အရာဘေးပြာမှန်မြာဝေးကွာကြပါစေလို့ဆရာကဆုတောင်းထောက်ပနာပြုသလိုက်ပါတယ်ဒီတနင်္လာသာသမီမိတ်ဆွေတွေ2025ခုနှစ်12ရက်နေ့ကနေပြီးတော့လကုံအတွင်းမှာမိတ်ဆွေတို့အတွက် မိမိတို့ရဲ့ရင်ထဲမှာလုပ်ငန်းသစ်စတင်ခြင်းအလုပ်သစ်စတင်ခြင်းတခုခုကိုတော့အစ်စ်အပြောင်းလဲအစီအစဉ်သစ်ပလန်သစ်တွေကိုစတင်ရင်ကောင်းမလားသို့မဟုတ်ရင်လက်ရှိရှိနေတဲ့အလုပ်တခုခုကိုပဲဘယ်လိုပုံစံလေးနဲ့တွားပြီးတော့စတင်အကောင့်တွေပေါ်ရင်စဉ်းစားရင်ကောင်းမလဲဆိုတာမျိုးတွေစိတ်ကူးသစ်အတွေးသစ်အကြံဉာဏ်သစ်တွေကိုစိတ်ကူးတွေးခေါ်နေတော့ကာလ အလုတ်တဲ့လမ်းစားအစ်စ်တွေဖောက်ဖို့လိုအပ်နေတော့ကာလဖြစ်ပြီးတော့မိတ်ဆွေတို့အနေနဲ့ဒီဇိုင်းဆွဲခြင်းစိတ်ကူးတဲ့ဖောက်ခြင်းလမ်းသာဖောက်ခြင်းတိဆောက်ခြင်းစတင်ခြင်းတွေအတွက်တော့အင်မတန်ကောင်းမွန်သောအတွေးခေါ်အင်မတန်အတွက်အကွက်ကြကြစနစ်တကျနဲ့စီစဉ်ရင်အနာဂတ်မှာအေးချမ်းတဲ့အရာတွေမိမိမျှော်လင့်ထားသလိုဖြစ်လာမယ်ဆိုတော့ကံမျိုးဖြစ်တဲ့အတွက်တော့အတွေးခေါ်ကောင်းစိတ်ကူးကောင်းအကြံဉာဏ်သစ်စိတ်ကူးသစ်တွေကိုအကောင်းဆုံးသုံးချပြီးလှုပ်ဆောင်ရင်ကံတရားရဲ့အထောက်ကံပံ့နေလို့ရရှိမှာအတေကြပဲဖြစ်တယ်အလောက်က အလုတ်ကိုင်းနဲ့ပတ်သက်လာရင်တော့ငွေကြေးနဲ့ပတ်သက်လို့အကုန်ကြများနေတာမျိုးတွေငွေကြေးနဲ့ပတ်သက်လို့ဝင်တော့ဝင်နေငွေကြေးနဲ့ပတ်သက်လို့အလုတ်ထဲမှာရင်းလာရတာမျိုးသို့မဟုတ်လို့ရှိရင်လုပ်ငန်းနဲ့ပတ်သက်လို့အလုတ်နဲ့ပတ်သက်လာတဲ့အခါမှာအငွေကုန်ကြီးကြများနေရတာမျိုးတွေအမြတ်အစွန်းအားနည်းနေတာမျိုးတွေဖြစ်ရတတ်တယ်ငွေကြေးနဲ့ပတ်သက်လို့ရှိရင်အလိမ်ခံရတာမျိုးတွေလူယုံတက်တာမျိုးတွေသတိပြုစင်ကြင်ရန်လိုအပ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အဲ ကျမကြီးကျမကြီးနဲ့ပတ်သက်လာတဲ့ခါတနင်္လာသားသမီးမိတ်ဆွေတွေကလက်ရှိကာလအတော်တွင်မှာဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့အကြောနဲ့ပတ်သက်တာမျိုးလေးတွေကြောက်ကတ်နဲ့ပတ်သက်တာမျိုးလေးတွေမှာတော့တာမန်ဖက်သတိထားရန်လိုအပ်သောအပ္ပဒါကာလအပိုင်းချဖြစ်ပြီးတဲ့အခါကျမကြီးနဲ့ပတ်သက်လို့အကြောတို့ကြောက်ကတ်တို့အစင်မြင့်တို့နဲ့ပတ်သက်ပြီးတဲ့အခါသတိထားစင်ကြီးမှာငကူကယောဂအဟောင်းရှိတဲ့မိတ်ဆွေများကိုယောဂအသည့်ပြန်လဲဖြစ်တာမျိုးလေးတွေအဲယောဂဝေဒနာအဟောင်းကိုပြန်လဲပြီးတော့ခံစားရတာမျိုးလေးကြုံရတတ်တဲ့အတွက်အရာရာကိုမိတ်ဆွေတို့အနေနဲ့ဒီကာလအတော်တွင်မှာတော့ သတိပြုစင်ညာအတွက်တော့ကျမ်းမာရေးနဲ့ပတ်သက်လို့တာမန်ထက်တော့လိုအပ်တော့လာဖြစ်ပါတယ်။ဒါပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်အလင်းဆက်လို့ဆုံးဖြတ်ဆောင်ရွက်တာမျိုးတွေအင်မတန်အားနည်းစီတော့အပတ်တာကာလဖြစ်ပါတယ်။စိတ်ထဲမှာစက္ကနဲပေါ်လာတာမျိုးတွေကိုအလင်းဆက်လို့လောက်တာမျိုးလော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 ဟိုးတိုင်းတိုင်းဆုံးဖြတ်တာမျိုးတွေဟာအမှားကိုဖြစ်ပေါ်စီပြီးတဲ့အခါဒေါသနဲ့ဖြည့်ချင်းချင်းပြဿနာတစ်ခုခုကိုအဲဟိုဆွနာလို့ပေါ့ အလင်းစလုံးဖြည့်ချင်းချင်းတွေသူကမိတ်ဆွေတို့နေနဲ့တွေးယူတွေးတာတွေးပြက်ပြီးတော့ဖြည့်ချင်းချင်းတွေအတွက်တော့ပရိပုစင်ညာလိုအပ်ပြီးတဲ့အခါဘာကိုဖြစ်ဖြစ်အေးအေးကလေးနဲ့အကွက်ကြကြအစီစဉ်ကြကြလုပ်ရင်ဒီအပတ်တာတော်တွေမှာတင်းလာတော်သူမိတ်ဆွေတွေကိုကတော့အစင်မပြေနိုင်စရာမအောင်မြင်နိုင်စရာဘာမှမရှိဘူးတဲ့အခက်အခဲတွေကြားရရနေရုံထွက်နိုင်တဲ့အပတ်တာကာလအပိုင်းရှားဖြစ်ပါတယ်တဲ့အလုံချနေသူတွေလုပ်ငန်းနှစ်ခုအလုံးနှစ်ခု ဖြစ်နေတာမျိုး လုပ်ငန်းနှစ်ခွအလုံးနှစ်ခွဖြစ်နေတာမျိုးဒါကိုလုပ်ရင်ကောင်းဟိုကကိုလုပ်ရင်ကောင်းဆိုပြီးတော့ဆုံးဖြတ်ရတာစဉ်းစားရတာကြံ့ကြာနေရမျိုးလေးတွေနဲ့ကြုံတွေ့နေရတဲ့အတွက်လက်ရှိကာလအတော်တွင်မှာဆိုရင်တော့မိမိတို့အနေနဲ့တည်တည်ချာချာစဉ်းစားဆုံးဖြတ်ဖို့လိုအပ်ပါတယ်အထူးသဖြင့်တော့မတေချာတဲ့အရာတွေကိုအဲဆနာလိုမျောလင့်နေတာမျိုးလေးတွေထပ်စားလို့ရှိရင်လက်တွေ့မှာတိတိကျကျစတင်ပြီးတော့ကိုလုံနိုင်တဲ့အတိုင်းအတာတစ်ခုကနေအကောင့်ထဲပေါ်ခြင်းတိရှောက်ခြင်းတွေအတွက်တော့အားသာကောင်းမှုပြီးတော့တိုးတက်စေပါတယ် ငွေကြေးနဲ့ပတ်သက်လို့တတိထားပါငွေလိန်ခံရတာမျိုးတွေလူလိန်ခံရတာမျိုးလေးတွေငွေကြေးနဲ့ပတ်သက်လို့ရှင်အစုရှယ်ယာစုကြေးနဲ့ပတ်သက်တာလူလေးတွေမှာသတိပြုစင်မြင်ရအတွက်တော့လူအပ်သောကာလအပိုင်းရှာဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့အမျိုးသမီးကိစ္စလေးတွေကြောင့်သို့မဟုတ်အမေကြောင့်အမကြောင့်အရှင်ကြီးမေတ္တာကြီးတွေကြောင့်ငွေကုန်ကြေးကြများရတက်ပြီးငွေမမြဲသောကာလ ဝင်ငွေနဲ့ထွက်ငွေဟာဝင်လေနဲ့ထွက်လေကဲ့သို့ဖြစ်နေတဲ့တော့လာဖြစ်ပြီးတော့ငွေချင်းနဲ့ပတ်သက်ရင်တော့လက်ထဲမှာဝင်လာရင်ကိုမမြဲတတ်သောကာလဖြစ်တဲ့အတွက်တော့ဒီချက်လေးကိုတင်းနေလာသားတွေမိတ်ဆွေတွေအနေနဲ့သတိပြုစင်ကြင်ရန်လိုအပ်ပါတယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့အာသာကောင်းမှုနဲ့အရာလေးတွေကိုဖော်ပြပေးပါစေ။ဒီပတ်တာကာလတော်တွင်မှာမိတ်ဆွေတို့ခရီးသွားခြင်းကိစ္စလေးတွေအကျိုးပေးတယ် ပတ်စပို့တွေဗီဇာတို့နိုင်ငံခြားတို့ရက်ဝေးတို့ပြည်ပတို့ခီးသွားတို့နဲ့ပတ်သက်ရင်ရှေ့သို့ဆောင်ရွက်လုပ်ဆောင်ရင်အသာကောင်းမှုတိုးတက်နိုင်တဲ့ဆက်ပစ္စည်းရင်အသည့်ဝယ်တာမျိုးလေးတွေပိုင်ဆိုင်ရတာမျိုးလေးတွေကြုံရတတ်သောကာလဖြစ်ပါတယ်။ဒါအပြင်မိသားစုဝင်တွေထဲမှာကျမ်းမာရေးညံ့နေတာမျိုးသို့မဟုတ်မိသားစုဝင်တွေထဲမှာစီးပွားရေးအခက်အခဲတွေဘာလို့လို့အစမပြေကြန့်ကြာနေတဲ့ဆိုရင်တော့ဖြင့်မိမိအနေနဲ့ခရီးတို့တို့လေးကိုထွက်လိုက်တာမျိုးခရီးသွားတာမျိုး တို့မဟုတ်လို့ရှိရင်တနေရရကိုခီးထွက်တယ်လို့မိတ်ဆွေတို့အနေနဲ့လမ်းခီးမှာတို့မဟုတ်မိမိအိမ်ကနေရှင်းနှောင်းအချင်းထွက်ပြီးတော့ညအိတ်ထွက်သွားလိုက်တာမျိုးလေးအမိတ်ဆွေတို့ရဲ့ကံကိုမကြခင်မှာပဲပြန်လဲပြီးတော့တိုးတက်တာမျိုးလေးတွေဘာလို့လို့အဆရှာခတ်နေဒီလိုလေးလောက်လိုက်ရင်အာသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့ကာလဖြစ်ပါလေခင်ဗျာထို့ပြင်မိတ်ဆွေတို့အနေနဲ့ဒီအပ္ပတ္တကာလအပိုင်းခြားတဲ့မှာဆိုလို့ရှိရင်တော့ ရေလခီးနဲ့ပတ်သက်တာမျိုးလေးတွေအလှကုန်နဲ့ပတ်သက်တာမျိုးတွေကုတန်ရောင်းဝယ်ရေးနဲ့ပတ်သက်တာမျိုးတွေခရီးသွားနဲ့ပတ်သက်တာမျိုးလေးတွေရှေ့တို့ဆောင်ကအာသာကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလဖြစ်ပြီးတဲ့အခါရဝေးမှရှိတဲ့မိတ်ဆွေတွေရဲ့သတင်းကောင်းတွေကြားရတာမျိုးလေးတွေရဝေးဝေးကွာနေသောသူတွေနဲ့အဆက်အသွယ်ပြန်လည်ရရှိတာမျိုးလေးတွေကြုံရတတ်သောအပတ်တာကာလပိုင်းခြားဖြစ်ပါလေခင်ဗျဆက်ပစ္စည်းရင်းနဲ့ပတ်သက်လို့အစ်စ်ဝင်တာမျိုးတွေဝယ်ရတာမျိုးလေးတွေကြုံရတတ်သလိုမိတ်ဆွေတို့အနေနဲ့အဲ လူငွေကိစ္စလေးတွေပရိဒါကိစ္စလေးတွေကြောင်းမျက်နှာပွင့်လန်းသောကာလဖြစ်ပါတယ်ခင်ဗျာနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့အရွှေပြောင်းလုပ်ရန်ပြင်ဆင်နေတာမျိုးလေးတွေနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့အဲယာရုလုပ်ငန်းကိုင်ခင်းနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့ယာရုတိုးတာမျိုးယာရုတက်တာမျိုးတွေတည်င်းကြားရတာမျိုးနေရာထိုင်ခင်း OA ချက်မြင့်နေရာနဲ့ပတ်သက်ပြီးတော့ဘယ်နေရာကိုပြောင်းရင်ကောင်းမလဲသို့မဟုတ်ဘယ်နေရာဒေသကိုပြောင်းလဲပြီးတော့ကြာနိုင်မလဲဆိုပြီးတော့မျှော်လင့်ထားတဲ့မိတ်ဆွေများ ချစ်တူဆောင်ရလှုပ်ဆောင်မှပြောဆိုပါတွန်းအားပေးပြီးလို့ပါအာသာကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာလူငယ်တွေအရှိရင်းနဲ့ပတ်သက်လာရင်တော့ဒရီကြီးကြီးထားရမယ့်ကာလဖြစ်ပါတယ်အဲငကူကခြေဆော့လက်ဆော့အဲ မိတ်ဆွေများကြီးစားပွေတဲ့လူငယ်မိတ်ဆွေများအနေနဲ့ကတော့အရှိရင်နဲ့ပတ်သက်လာရင်အဆက်ခွဲခံရတာမျိုးလေးတွေပြဿနာတက်ရတာမျိုးလေးတွေမျက်နှာပြက်စရာမဖြစ်ရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့သတိပြုစင်ကြင်ရန်လိုအပ်ပါတယ်။တမီးကြီးစားများအနေနဲ့ကတော့တဦးနဲ့တဦးတယောက်နဲ့တယောက်ဆင့်ဆက်ကြောင်းလန်းခြင်းမျိုးအိမ်တော်ပြုခြင်းလက်ထပ်ခြင်းတွေအတွက်တိုင်ပင်ခြင်းညှိနှိုင်းခြင်းဆွေးနွေးခြင်းတွေအတွက်တော့အားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလအပိုင်းခြားဖြစ်ပြီးတော့အိမ်တော်ရှင်များအဖို့ကတော့သာသမီရတနာထွန်ကားခြင်းသို့မဟုတ်အိမ်တော်ရင်းနဲ့ပတ်သက်လာရင် နားလည်မှုရရှိခြင်းတွေ ွေးအေးနေတော့အိမ်ဆောင်ရေးတွေမှာနှွေးထွေးမှုတွေရရှိလာတာမျိုးတွေကြုံရတတ်သောကာလဖြစ်ပြီးတော့ပြည်လဲရပြည်လဲကြောင်းတယောက်နဲ့တယောက်ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ရင်အာသာချင်းတိုးတက်ခြင်းတွေကံကောင်းစေတော့ကာလဖြစ်ပါတယ်ခင်ဗျာအဆောင်လက်ွက်တွေရရှိတတ်တယ်ရွှေဝင်တတ်တယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အကူတန်းရောင်းဝယ်ရေးဆိုင်ရာတွေအလှပဆိုင်ရာကိစ္စလေးတွေလက်ဆောင်ပစ္စည်းရရှိတတ်သောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာတို့အပြင်မိတ်ဆွေတို့အနေနဲ့ရင်ထဲမှာစိတ်ထဲမှာတခုခုကိုဖြစ်ပေါ်လာမလာသေးခင်မှာကြိုပြီးတော့ တည်နေတာမျိုးစိတ်တွေလေးနေတာမျိုးနမိတ်ပြနေတာမျိုးတွေရှိလို့ရှိရင်မိမိတို့ဟာဒီကာလဟာစိတ်ခံစားမှုချက်ကိုယုံပြီးတော့ဟောငါတို့စိတ်တွေလေးနေတယ်မလုံသင့်ဘူးဆိုတာမျိုးငါတို့စိတ်တွေကြည်လင်နေတယ်ဆိုတဲ့အပိုင်းလေးနဲ့ရွေးချယ်ပြီးအရေးကြီးတဲ့ကိစ္စတွေကိုဆောင်ရွက်ရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစေပါတယ်ပညာရေးနဲ့ပတ်သက်လာရင်တော့အားနည်းပါတယ်အပေါင်းတင်မှားနေရမျိုးပညာရေးနဲ့ပတ်သက်လာရင်ဘာမှအကျိုးမရှိတဲ့ပညာရက်တွေကိုဝါသနာပါနေရမျိုးသို့မဟုတ်ရင်ကိုဖြစ်ရှင်တဲ့လမ်းကြောင်းနဲ့သင်ယူနေတဲ့လမ်းကြောင်းလွဲနေရမျိုးတွေကြုံရတတ်တဲ့အတွက် မိတ်ဆွေတို့အနေနဲ့ပညာရေးနဲ့ပတ်သက်လာရင်တော့လက်ရှိဟာသတိကြီးကြီးထားရမယ့်ကာလဖြစ်ပြီးတော့အိမ်တွင်းရေးပြဿနာလေးတွေပဋိပက္ခလေးတွေသတိပြုစင်နေရလိုအပ်ပါတယ်မိသားစုကိစ္စအိမ်တွင်းရေးကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကျများရတာမျိုးလေးတွေအဲတယောက်နဲ့တယောက်တူးနဲ့တူးမိသားစုကိစ္စအိမ်တွင်းရေးကိစ္စတွေမှာညှိနှိုင်းမရတာမျိုးလေးတွေကြုံရတတ်လို့အမွေကိစ္စတွေအမှုကိစ္စတွေနဲ့ပတ်သက်ရင်ကိုကိုယ်တိုင်ဥစဉ်ဥဆောင်ပြီးစကားမပြောတာအကောင်းဆုံးကာလဖြစ်ပါတယ် ဒီလဟာလုပ်ငန်းတစ်ဆခြင်းလှုပ်လှုပ်ရှားရှားလှုပ်ခြင်းသို့မဟုတ်ရင်မိမိတို့အနေနဲ့လုပ်ငန်းတစ်အကြံစီတစ်နဲ့ခီးတစ်တွေကိုစတင်ပြီးတော့အကောင့်တွေဖော်ရင်ပလန်ကြကြအချရင်အသာကောင်းမှုတိုးတက်နိုင်တော့အပတ္တကာလပိုင်းခြားဖြစ်ပါလေခင်ဗျာအဲငကူကယာဓုမတိုးတဲ့သူတွေအတွက်ယာဓုတိုးဖို့အတွက်တော့အခွင့်အလမ်းကောင်းနဲ့တွန်းအားပေးပြောဆိုရင်အသာကောင်းမှုတိုးတက်ပါလေဒီလထာတော်တွေမှာတနင်္ဂနွေသားတွေမိတ်ဆွေများဟုတ်အဲဘာကိုဖြစ်ဖြစ်ငလင်းစလို့အလောရကြီးမဆုံးဖြတ်ဖို့ပဲလိုအပ်ပါတယ် တတိထားစင်တင်ရမှာတော့ဘာကူမဆိုမိတ်ဆွေတို့အနေနဲ့တခုခုကိုပြောဆိုတဲ့အခါမှာမျိုးရီကြလို့ရှင်မိတ်ဆွေတို့အနေနဲ့လူယာကိုဓာတ်ရိုက်ပြောဆိုခြင်းထက်တွယ်ဝိုက်ပြီးပြောဆိုပါမိမိဖြစ်ရှင်တဲ့အရာကိုခြေတန်းတင်ပြောတာမျိုးလေးတွေမှာတတိပြုစင်ကျင်ပေးရန်အတွက်တော့လူအပ်သောကာလပိုင်းခြားဖြစ်ပြီးတော့လက်ဆုပ်လက်ကင်တိတိကျကျမိမှပြောဆိုခြင်းတိတိကျကျရမှအဲတိုင်ပင်ခြင်းတွေလောက်တာပုံမကောင်းမွန်တဲ့ကာလဖြစ်ပြီးတော့တတိပြုစင်ကျင်ရန်အတွက်လူအပ်တယ်လို့ မဖြစ်လာသေးတဲ့ကိစ္စတွေကိုကြိုတင်ပြောတာဟာအဖြစ်လေဝင်တတ်ပါလေဒီလာတာတော့ဒီမှာအကျိုးပေးစီတော့နေသားအနေနဲ့ဆိုရင်တော့စနေသားသမီးတို့မဟုတ်ဗုဒ္ဓဘူးသားသမီးတွေရဲ့အကူအညီကိုရယူဆောင်ရွက်ပါအကျိုးပေးတော့အယောင်အနေနဲ့ဆိုလို့ရှိရင်မိတ်ဆွေတို့အစိမ်းရောင်အညိုရောင်အနီရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးကံကောင်းစေပါလေဘာကိုဖြစ်ဖြစ်မိတ်ဆွေတို့အနေနဲ့ အနောက်စုစုရက်တွေကိုမျက်နှာမူပြီးခရီးသွားတာမျိုးတိုင်တယ်တာမျိုးလှုပ်ဆောင်မှာမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းအတွက်အယောင်းထွက်စီဖို့အတွက်ဆိုရင်တော့လက်ကုတ်ကလေးခုနှစ်ချက်တီးပြီးတော့ဆူတောင်းလိုက်ပါဒါဆိုရင်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုရောင်းထွက်ရောင်းသွက်သွားပါလိမ့်မယ်အဆက်ဆက်ရရအဆင်ပြေစေရန်အတွက်မိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်အောင်မြင်အဆင်ပြေတိုးတက်စေရန်အတွက်ဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့အလှစပွဲမှာနှင်းစီပန်းအနီရောက်သုံးခွင့်ကိုလှူဒန်းပြီးတဲ့အခါအမွေးလေးစုပြန်ပြီးရင်ကံကောင်းလာမှာအတေကြပဲဖြစ်တယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ တနည်းနာသာသမီမိတ်ဆွေတွေအားလုံးအဆင်ပြေကြပါစေ။ဆီယံကနာပြည်တွေမိတ်ရှင်ခွန်ကိုတုံညာနှစ်ကိုတုံညာလေးတခြား7902904416ကိုအာတယ်လီဂရမ်မှာဖြစ်စေ။ Viber နံပါတ်မှာ6635059နဲ့မှာဆက်သွယ်မင်းများနိုင်ကြောင်းနဲ့နောက်ဗီဒီယိုမှာပြန်ဆုံမယ်ဆိုတဲ့အကြောင်းပြောရင်းအားလုံးပဲ